င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မှာတတိပုဂ္ဂလပြည်သူ့တော်မတ်လောင်းစစ်ဘောပြုတ်တန်ဝင်းဒေဆောင်သွားသဖြင့်စစ်ဖွဲ့ပါတီမှကိုယ်စားလှမ်းကပြိုင်ဆိုင်မလို့တော့ပဲပြန်ပြန်မရှိနိုင်ရ။မကွေးတိုင်းကန့်ကောင်မြို့နယ်မှာတတိပုဂ္ဂလပြည်သူ့တော်မတ်လောင်းစစ်ဘောပြုတ်တန်ဝင်းဒေဆောင်သွားသဖြင့်စစ်ဖွဲ့ပါတီမတ်လောင်းကပြိုင်ဆိုင်မလို့တော့ပဲပြန်ပြန်မရှိနိုင်ရရှိသွားကြောင်းရောလင်းနမကွေးအောင်ဒီကပြောတယ်။ နိုဝင်ဘာလ18ရက်နေ့မှာဂျပန်စစ်ကောင်ရှင်ပြိုလောင်မဲ့တွေ့ရရွေးကောက်ပွဲမှာခံကောင်းမြင့်နယ်မှာဝင်းအောင်ရှင်ပြိုင်မဲ့တတိပုဂ္ဂလပြည်သူ့လွှတ်တော်မတ်လောင်စစ်ဘိုလ်ပြောင်းတန်ဝင်မှာနှလုံးသွေးတိုးစီချိုးယောဂရေခန်းစားရပြီးကျန်းမာရေးဖောက်ပြန်သိဆုံးတာကြောင့်၎င်းတင်ဆောင်တမှုကြောင့်ဂျက်ဖုတ်ပါတီမှပြည်သူ့လွှတ်တော်မတ်လောင်ဤဖြူလင်မှပြိုင်ဆိုင်လူမရှိရသဖြင့်အလိုလိုနိုင်ရရှိသွားခြင်းဖြစ်ပါတယ်။တင်ဆောင်တာတတိပုဂ္ဂလအမတ်လောင်တန်ဝင်ကစစ်တပ်မှပိုးစင်းနဲ့ထုတ်ပယ်ခံရသူဖြစ်ပြီးစစ်တပ်က အာနာသိမ့်မြန်နာမှာຫນွေဥတော်လည်းမှာပောင်ရင်လှူရှာသူတွေတော်လည်းတဖွဲ့တဲ့သတင်းချက်လက်တွေကိုစစ်တပ်ထံစုံစမ်းပေးပို့နေသူဖြစ်ကြောင်းသိရတယ်။၎င်းကမြန်မြို့နယ်ကိုင်းတုံးမှာကြေယာစာတိဖြစ်ပြီးလက်ရှိမှာကံကောမြို့မှတ်တီရေပေါ်ရက်ကွက်မှာနေထိုင်သူဖြစ်ကြောင်းကံကောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှောင်ဖြစ်စဉ်တွင်တာက၎င်း၏ပြိုင်ဘက်မှာချက်ဖို့ပါတီမှာဤပြုံလင်းဖြစ်ကြောင်းသိရတယ်။အလားတူကျပ်ဖို့ပါတီမှာကံကောမြွနဲ့မကွေးတိုင်းဒေသကြီးလွတ်တော်ကိုစလဲလောက်ပြေဝရောက်ရှင်ပြိုင်တဲ့ဇော်ထုံးကလည်းနိုင်မရှိနိုင်ရနိုင်ရရှိထားသူဖြစ်ကြောင်းသိရပါဗျ ကံကောင်းမြို့နယ်ကစစ်ကောင်စီကပြုလုပ်မဲ့တွေ့ရရွေးကောက်ပွဲအပိုင်းနှစ်မှာပါဝင်ပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ဇလဗီမြိတ်တွယ်မက်ရှိပြောင်စုလမ်းမှာတိုက်ပွဲတွေနေစေဖြစ်ပွားနေပြီးလမ်းပိန်နေစစ်တပ်ကပလောင်မြို့သိမ်းပိုက်ခဲရမီကိုကြောက်လန့်ပြီးပြစ်ခတ်မှုတွေလုပ်နေတနင်္သာရီတိုင်းမိတ်တဝဲအမှတ်ရှိပြောင်စုလမ်းပိုင်းမှာတိုက်ပွဲတွေနေစဉ်ဖြစ်ပွားနေလမ်းပိုက်နေပိတ်ဆို့နေကစစ်တပ်ကပလောင်မြို့သိမ်းပိုက်ခဲမီကိုကြောက်လန့်ပြီးလက်နက်ကြီးဒရုန်းတွေနဲ့နေစဉ်ပြစ်ခတ်နေကြောင်းဒေသပြည်သူတွေနဲ့တော်လိုင်းသတင်းမြစ်ကပြောပါရယ် နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးကျန်းဖက်စစ်တပ်ကမိတ်တဝဲအမှတ်ရှိပြည်သူ့လမ်းမိုက်ကိုပြန်လည်ထိန်းချုပ်နိုင်စစ်ကြောင်းတွေထုံနေပြီးတိုက်ပွဲအနေနဲ့ဖြစ်ပွားကလမ်းမိုက်နေပိတ်ဆို့နေခြင်းဖြစ်တဲ့လက်ရှိချိန်မှာမိတ်တဝဲအမှတ်ရှိပြည်သူ့လမ်းပိုင်ရှင်မီလောင်ချောင်းရွာမကြီးကုန်းရွာဆင်ထိုးရွာနဲ့6 6ရွာတို့မှာကုန်းကားတွေနဲ့ခီးသွွားပြည်သွေးပိတ်မိနေခြင်းဖြစ်တဲ့တို့ပြေဂျက်ဖက်စစ်တပ်ကဘလောက်မြို့ကိုတော်လိုက်တဖွဲ့လေးလောက်တိုက်ခိုက်မိကိုဆိုရင်အကြောင်းမြို့ပတ်ပတ်လေးမှာစစ်ကြောင်းတွေပြန်တာကလမ်းနဲ့ကြီးဒရုန်းတွေနဲ့နေစဉ်ရန်တပ်ပစ်ခတ်မှုလှုပ်ဆောင်နေခြင်းဖြစ်ပါတယ် ပြာစုလန်ပိုင်းမှာတိုက်ပွဲကတော့ခဏခဏဖြစ်နေတော့ရှောင်းတခင်ထပြီးဖြစ်နေခါသာတိုက်ပွဲကတပွဲပဲမှာပို့ပြီးတော့ပြင်းထန်တယ်ဘူးလုံးမှာကျတော့နေ့တိုင်းနှီးပါပဲသင်္ကန်းတော့ရတယ်မှာစစ်ခွေတွေကရှေ့ရဲ့သူတို့ရောက်တိုင်းနေရာတိုင်းမှာအိမ်တွေမီးတင်ရှို့ပြီးနေနေတာစစ်ခွေတွေကဘယ်ကလာဖြစ်တာလဲတော့ရှည်တိုင်းပလောင်မြွတ်မြွတ်တိုင်းခဲမှာကြောက်လန့်နေကြလို့ဒေသတွင်တော်လိုင်းသတင်းမြစ်တွေကပြောပါတယ်တို့တို့တိုက်ပွဲဖြစ်ပေါ်နေခြင်းကြောင့်မိတ်ပူလောပလောက်တဲ့အချောင်းတဲ့ဝဲလမ်းပိုက်တခြားပိတ်ဆို့နေခြင်းဖြစ်ပြီးပြည်သူတွေအနေနဲ့အမှတ်ရှိပြောင်းစုလမ်းပိုက်ကိုခီးတော်လာခြင်းမပြုလုပ်ကြရင်တော်လိုင်းရန်စွေကအသိပေးပြောဆိုတယ်။ ဆက်လက်ပြီးနမောင်မြို့နယ်ကြက်တောက်တွင်ရာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေနဲ့ပုံကျမှုပြည်သူ၃သေဆုံးမကွေးတိုင်းနမောင်မြို့နယ်ကြက်တောက်တွင်ရာကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေနဲ့ပုံကျတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃သေဆုံးခဲ့သော People Defense Organization နဲ့မှတာဝန်ရှိသူကပြောပါရယ်နိုဝင်ဘာလ18ရက်နေ့မနက်၈နာရီကျော်ခန့်မှာနမောင်မြို့နယ်ကြက်တောက်တွင်ရာကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲဂျက်ဖိုင်တာနဲ့ပုံနှလုံးကျဲကျတိုက်ခိုက်ခဲ့ပါရယ်အကြပ်ဖက်စစ်တဲ့ပုံစံတိုက်ခိုက်မှုတွေပြည်သူ၃သေဆုံးပြီးပြည်သူ၁၀ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထုတ်ပြန်နေနေပြသခဲ့ကြောင်းသိရပါတယ်။ နမမြွနယ်နောက်ဖက်ချန်ကစက်တော့တင်ကြာကိုစစ်ကိုတွေကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲမနက်၈နာရီကျော်မှမိတ်ကြီးလာလေးတဲကနေတန်တန်ချက်ဖိုက်တာကဘုံနှလုံးကျဲစားတိုက်ခိုက်တော့ပြည်သူ၃တိဆုံးမိစေဦးထိခိုက်တဲ့အရလို့ People Defense Organization နမတောင်းရှိသူကပြောပါတယ်။ ဆက်လက်ပြီးမဟာမြွတ်နယ်သားစီရရဲစကန်ဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ကတိုက်ခိုက်သိမ်းဆုပ်မှုရှိစကိုင်းနိုင်မှာမြို့နယ်သားစီရရဲစကန်ဝင်ရောက်တိုက်ခိုက်စစ်တပ်ကတိုက်ခိုက်သိမ်းဆုပ်မှုရှိကြောင့်ဘူးတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှုကိုချက်ကလေးကပြောရယ်ယနေ့နိုဝင်ဘာလ29ရက်နေ့မနက်9:00နာရီခန့်မှာမောရမြို့နယ်သားစီရရဲစကန်ကိုတော်လိုက်တဖွဲ့ကောင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ်ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ကတိုက်ခိုက်သိမ်းဆုပ်မှုရှိပြီးရဲတပ်ကိုတီးပြနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဒေါ်လင်းရဲဘော်တွေပြန်လည်ဆက်ခွာနိုင်ခဲ့ကြောင်းသိရတယ် မနက်9:00နာရီလောက်မှာမောင်ရနယ်ထဲမှာရဲသားစီယာရဲစခန်းကိုကျွန်တော်တို့လည်းရဲဘော်တွေဝေရောက်တိုက်ခိုက်ခဲ့တာတိုက်ပွဲကြချိန်ကမိနစ်30လောက်ပဲကြာတယ်။စစ်ခွဲတွေထိခိုက်ရှည်ရေအတွက်တိကျကတော့ကျွန်တော်တို့မပြုံနိုင်သေးဘူးလို့ဗုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမှစစ်ကြောင်းမှကိုချက်ကလေးကပြောပါတယ်။အစောပိုင်းတိုက်ခိုက်မှုကိုဗုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းနဲ့ဒုမမိတ်တပ်ဖွဲ့တွေကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပြီးဒွန်းလင်းရဲဘော်တွေတိုက်ခိုက်မှုရှိပြန်လည်သုခနိုင်ခဲ့ပါတယ်။ဆက်လက်ပြီးမြန်မြို့နယ်တင်စစ်ကြောင်းထုံနေရွေထွက်ပြေးတိန်ရှောင်းနေရ62နှစ်ရွယ်အသက်62နှစ်ရွယ်တကြီးရွယ်3အိမ်မီပြီးတိတ်ဆုံး မကွေးတိုင်းမြမျိုးနယ်အတွင်းဂျက်ဖက်စစ်တပ်စစ်ကြောင်းထုံးနယ်ထွက်ပြေးတိမ်းရှောင်နေရ62နှစ်ကနေ62နှစ်ရဲ့တက်ကြီးရဲအုံဝဲအေးမိပြီးတိတ်ဆုံးခဲ့ကြောင်းဝီလက်မြိုင်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်နိုဝင်ဘာလကနေကစတင်ပခုတ်ကူတမတရတိတ်ကထွက်လာတဲ့ချက်ဖက်စစ်တဲစစ်ကြောင်းပခုတ်ကူမြို့နယ်တင်ရှိကြရတဲ့ကိုစစ်ကြောင်းထုံရလာပြီးနောက်နိုဝင်ဘာလ၁၇ရက်နေ့မှာမြန်မြွနယ်တောင်ပိုင်းမြန်မြွနယ်နောက်တောင်မရှိဆက်မှုနယ်ကိုရောက်ရှိလာခဲ့ပါတယ်။အဆိုပါချက်ဖက်စစ်တဲစစ်ကြောင်းထုံရလာကြောင်းမြန်မြွနယ်တောင်ပိုင်းနောက်တောင်ပိုင်းနဲ့နောက်ပိုင်းရှိကြရတွေမှာတောင်းနဲ့ရှိတော်ပြည်သူတွေဘေးလွတ်အထပ်ပြေးတိတ်ရှောင်နေရတယ်။ ထို့အပြင်ဂျပန်စစ်တပ်စစ်သားပြည်သူ့ဝိုင်ပစ္စည်းကိုခိုးယူခြင်းပြည်သူ့ဝိုင်အနေနဲ့ကိုမိရှုဖြက်စီးခြင်းပြည်သူတွေကိုတစားကန်ပြစ်ဖန်စီတပြက်ခြင်းနဲ့ကျူးလွန်နေကြောင်းသိရပါတယ်ထို့သောစစ်ကြောင်းထုံးနေပြီးထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာနိုဝင်ဘာလ19ရက်နေ့ညပိုင်းမှာမြန်မြန်နယ်နောက်ပိုင်းကနေ62နှစ်ရဖို့တော်နိုဝင်ဘာလ16နှစ်ညပိုင်းမှာမြန်မြန်နယ်နောက်ပိုင်းက60နှစ်ရဖို့တော်နဲ့နိုဝင်ဘာလ19ရက်နေ့မနက်ပိုင်းမှာမြန်မြန်နယ်နောက်ပိုင်းမှာ62နှစ်ရဖို့တော်အေးမိမိတိတ်ဆောင်ခဲ့တယ် အညာစားရတဲ့ဥက္ကလူငယ်လူရဲ့အတွက်ပြဿနာမရှိပေမဲ့အင်အားကြီးတဲ့တကြီးရွယ်ဝင်တဲ့ကလေးတငယ်တွေအတွက်တော့အင်မတန်မှကိုအနေအများလွန်လာပါတယ်။ဒါကြောင့်ညဒေတာနေနေရက်ကပြည်သူတွေအားလုံးမိမိတို့ဒေတာကိုစစ်ကြောင်းလိုက်တိန်းချောင်ပါကအညာဆောင်ရဲ့ရာသီဥတုကိုအန်တုနိုင်မဲ့အနှွေးထဲတွေအနှွေးဆောင်တွေကိုမမေ့မလျော့ယူဆောင်ကြဖို့အတိပေးလွယ်လို့ We Left မြိုင်ဖွဲ့တော်ရှိသူကပြောတယ်။လက်ရှိချိန်မှာသက်ဆိုင်ရာဒေတာတွင်ကာကွယ်ရေးဖွဲ့စည်းများအနေဖြင့်ဒေတာတွင်စစ်ကြောင်းလာမဲ့တရင်ရပါကပြည်သူတွေလိုအပ်မှုတွေပြင်ဆင်ထားနိုင်ရန် ကျွတ်တဲ့ညဉ့်ညမ်းပွေလှုပ်ဆောင်ကြမြစ်တရက်ခတ်ကြဝီလက်မြိုင်ဖွဲ့တော်ရှိသူကပြောပါတယ်။ဆလဘီတာစီယာရက်စကတ်တော်လိုင်းတဲ့တိုက်ခိုက်မှုကြောင့်ရဲနဲ့စစ်သားတွေထိခိုက်ဒိဆုံနိုင်။သခိုင်းနိုင်မော်မြို့နယ်ကတာစီယာရက်စကတ်ကကိုင်းပူပေါတပ်ဖွဲ့တွေကတွားရောက်ဖြစ်ခတ်တိုက်ခိုက်ခဲ့ကြောင့်ဗုဒ္ဓလူမျိုးနယ်တပ်ပေါင်းစုစစ်သားတော်ရှိသူကပြောတယ်။နိုဝင်ဘာလ18ရက်နေ့မနက်9:00ခန်းကတာစီယာရက်စကတ် စက္ကန်စီယိုနဲ့မီတာ90လောက်ကွာကနေလက်နဲ့ငယ်နဲ့တော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်ဒေဆုံးမှုရှိပေမဲ့အရေးအတွက်တိကျကတော့မသိရသေးဘူးလို့ဆိုတဲ့အပြန်အလှန်ထိတွေ့ချိန်ကနိုင်ဝက်လောက်ပဲကြာပါတယ်။အနည်းကတော့ပြစ်တာဆိုထိခိုက်ဒေဆုံးမှုတော့ရှိနိုင်တယ်စက္ကန်နဲ့ဆိုတော့စက္ကန်နဲ့တိတ်လို့ရအခြေအနေမျိုးမဟုတ်တော့ဘလောက်ထိခိုက်တယ်။ဘာညာကျွန်တော်အတိအကျမသိအောင်ဆက်လက်စုံစမ်းဆဲပါပဲ။ ကာစီယက်စကန်ကိုတောက်ပစ်ခတ်ဖို့အချိန်ညလောက်ယူခဲ့ရပြီးဘူတလင်မျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းနဲ့မဟာမိတ်တပ်တွေပူးပေါင်းကယက်စကန်နဲ့စစ်ကောင်ရှင်တပ်သားရဲ့လူဝင်အားချိနဲ့နေတဲ့ရင်လင်းငိုက်ဝေရောက်တိုက်ခိုက်ခဲ့ရလို့ပြောပါတယ်ဇလဘေးစားတာမကောင်လို့ဆိုပြီးစကားမြန်ရန်ဖြစ်ရကမြန်မာမျိုးသမီးတို့မလေးရှားမှာဒါထိုးတက်ခံရတန်ရက်တရခန့်ဖြစ်မြန်မာတို့ဖန်ခံရမလေးရှားနိုင်ငံပြည်နယ်ပြည်နယ် Logon Bucket ဂျာရာကထိုင်းစားတောက်ဆိုင်တစ်ခုမှာပြီးခဲ့နိုဝင်ဘာလ16ရက်ညကစားတောက်မကောင်းလို့ဆိုပြီးချင်းချင်းစကားမြန်ရန်ဖြစ်ရကမြန်မာမျိုးသမီးစပုံမှုတယောက်ဓာတ်ထုတ်ခံပြီးတိတ်ဆုံးခဲ့ကြောင်းမလေးရှားသတင်းမှာဖော်ပြတယ်ညကုန်းနိုင်ခံကဖြစ်ပေါ်ခဲ့ဒီဖြစ်ရမှာတိတ်ဆုံးသူမျိုးသမီးရဲ့ခင်မုန်းဖြစ်သူနဲ့သူ့ရဲ့တရားကြီးတယောက်လည်းတရားရရှိပြီးသူတို့ကလည်းမြန်မာနိုင်ငံသားတွေဖြစ်ကြပါဗါတယ်တရားရှိသူနဲ့မိစေတချွာအဆိုပါစားတောက်ဆိုင်မှာတောက်စားတောက်ခဲ့ကြပေမဲ့စားတောက်ရည်သေးကိုမကျင်နဲ့ခဲ့ကြပဲအသက်40ကျော်ရဲ့တိတ်ဆုံးသူနဲ့သူမရဲ့ခင်မုန်းဖြစ်သူနဲ့စကားမြန်ရန်ဖြစ်ခဲ့ကြောင်း တေဆောင်းသူမျိုးသမီးကအဲ့လူတွေကိုဆိုင်ကနေထွက်သွားဖို့ပြောခဲ့ကြောင်းသိရတယ်။အဲ့ညောင်တန်တရားရှိသူဟာသူ့ရဲ့ကိုကိုဖုန်းခေါ်ပြီးစားတောက်ဆိုင်တို့ပြန်လာကစုံမမျိုးသမီးစပုံမှုကိုဒါနဲ့တိုးတက်ခဲ့ကြောင်းသိရတယ်။ပြည်နယ်ပြည်နယ်ရဲချုပ်ကဖြစ်ရက်ကိုတီးပြုတ်ခဲ့ပြီးတန်တရားရှိသူနဲ့သူ့ရဲ့အကိုအပါအဝင်မြန်မာမျိုးသားတို့ကိုဖမ်းဆီးထားကြောင်းပြောကြားခဲ့ပါတယ်။တန်တရားရှိသူအရင်ဖြစ်ချိန်မှာရဲမှုနယ်လို့ယုံကြည်ရတဲ့ဒီကိစ္စလို့တမ်းမှုတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်3နှစ်စစ်ဆေးနေလို့ရဲချုပ်ကပြောကြားခဲ့ပြီးတရားရသူတွေကိုတော့ဆင်းကိုပို့ဆောင်ထားကြောင်းပြောဆိုခဲ့ပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်